အားလုံးပဲမင်္ဂလာပါကျမကတော့မဆွဆုခိုင်ဖြစ်ပါတယ်အာ Imagine Life အာ Foundation ကိုကိုစားပြုပြီးတော့ရန်ကုန်နေပြီးတော့ Manly ကိုအာရောက်ရှိနေတာဖြစ်ပါတယ်အခုကျမတို့ Imagine Life Foundation ကတကယ်တော့ချင်းပိုင်မှာအာတည်ရှိပါတယ်ဆရာ David La ဦးဆောင်နေတာဖြစ်ပါတယ်အာဒီ Imagine Life Foundation ကနေပြီးတော့အခုဖြစ်သွားတဲ့မန္တလေးတိုင်းမှာဖြစ်သွားတဲ့ငလျင်ဘေးမှာအာကျမတို့ Imagine Life အနေနဲ့ကူညီပေးဖို့အတွက်အာကျမနဲ့တူကျမတို့ရဲ့ volunteer team တွေအာဒီကိုရောက်ရှိနေတာဖြစ်ပါတယ်ရှင် ဲ့တော့ကျမတို့အာမနေ့ကနေပြီးတော့ကျမတို့အာဒီမှာအတူတကွ team နဲ့အတူအာကျမတို့မြေပြင်မှာမလူတန်းခင်မှာကျမတို့အာလှုပ်ဆောင်ခဲ့တဲ့အရာလေးတွေကိုလည်းအဲနောက်ထပ်လူတန်းမဲ့သူများအတွက်ကျမတို့အချို့အချက်လက်ကို sharing လုပ်ပေးချင်ပါတယ်။အဲကျမတို့မလူတန်းခင်မှာအာမြေပြင်ကိုဆင်းပြီးတော့ကျမတို့ team အနေနဲ့အဲနှစ်ရက်လောက်ကြိုတင်ပြီးတော့ကျမတို့သွားပြီးတော့လူတန်းမဲ့အမရဘူရာ မှာရှိနေတဲ့ရက်ကွက်တော်တော်များများကိုအာကျမတို့ဆင်းပြီးတော့အဲ့ဒီနေရာမှာရှိနေတဲ့ရက်ကွက်အုပ်ချုပ်ရေးမှုအချို့နဲ့အဲကျမတို့တကယ်ထိခိုက်သွားတဲ့အဲ OA အာဘယ်ဘယ်အိမ်လောက်ရှိတယ်လဲဆိုတဲ့အရာရဲ့အဲကျမတို့အနေနဲ့အဲဒီတကယ်ကိုပဲငလင်ဘေးတင်သွားတဲ့ပျက်စီးသွားတဲ့အဲအလှူ ခံဖို့အတွက်လိုအပ်နေတဲ့အိမ်များကိုရောက်ရှိဖို့လို့အတွက်ကျမတို့အရင်ဆုံးကျမတို့ statistic စီးရင်တွေကိုပြုစုခဲ့ခြင်းဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုအချိန်မှာအာလှူဒန်းတဲ့သူတွေမြောက်များစွာရှိပေမဲ့လည်းတချို့သောနေရာတွေမှာအလှူနဲ့ပတ်သက်တဲ့အရာတွေကိုအာရရှိတဲ့သူတွေလည်းရှိသလိုမရရှိသေးတဲ့သူတွေလည်းအများကြီးရှိပါတယ်။ကျမတို့အဖွဲ့အနေနဲ့ကျမတို့ဒီကျမတို့လှူဒန်းတဲ့အလှူရှင်တွေလှူဒန်းတဲ့အရာများကိုကျမတို့ကစနစ်တကျနဲ့သူတို့ရဲ့ တကယ် victims တွေရဲ့အိမ်ကိုကျမတို့ရောက်ရှိစေချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့အဲ့ဒီအချက်ကလေးကိုအဥစားပေးပြီးတော့အရင်ဆုံးဆောင်ရွက်ပါတယ်ဒါကြောင့်ကျမတို့မနေ့ကဆိုလို့ရှိရင် ကျမတို့ team အနေနဲ့အဲမရဘူရာကိုတွားရောက်တဲ့အခါမှာအဲကျမတို့လှူဒန်းပေးခဲ့တဲ့အရာတွေကအာဆန်နေအာဒီမှာဆိုလို့ရှိရင်ဆန်နေရှိပါတယ်နောက်ပြီးတော့ဆေးဝါးတွေနောက်ရေတန့်တွေအထူးသဖြင့်အခုမန္တလေးမှာဆိုလို့ရှိရင်အာမိုး လေကျသွားတာကိုလည်းတနိုင်ငံလုံးသိပြီးဖြစ်ပါတယ်ငလင်းဘေးဒဏ်တင့်ပြီးတဲ့အခါမှာအဲ့ဒီအတွက်ကြောင့်မလို့တချို့ပြိုကျနေတဲ့အိမ်များဆိုလို့ရှိရင်မိုးကာတွေတကယ်ကိုပဲအရေးပေါ်လိုအပ်နေတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ အာကျမတို့မိုးကတွေလှူဒန်းခဲ့ပါတယ်နောက်ပြီးတော့ဆိုလာမီးလုံးတွေအာဒီငလျင်ဘေးတံကြောင့်လျှက်စစ်မီးတွေအများဆုံးရက်ွက်တွေမှာပြတ်တောက်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့လျှက်စစ်မီးတွေလည်းရရှိခြင်းမရှိတဲ့အတွက်ကြောင့်မလို့ဟာ emergency လိုအပ်နေတဲ့ဆိုလာမီးတွေကိုလည်းအဲကျမတို့ imagine life ကနေပြီးတော့ပစ္စည်း၅မျိုးကိုတကယ်လိုအပ်နေတဲ့နေရာတွေကိုပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်အဲဒီအတွက်ကြောင့်မလို့ကျမတို့အမြေပြင်မှာအာရောက်ရှိသွားတဲ့အခါမှာလေကျမတို့အာတကယ် အဒီငလင်းဘေးတံတင့်သွားတဲ့မိသားစုဝင် အချို့နဲ့ကျမတို့ team member အချို့ကအာစကားပြောဆိုခဲ့တဲ့အရာတွေကိုလည်းကျမအနေနဲ့ sharing လုပ်ပေးချင်ပါတယ်အဲကျမကိုယ်တိုင်အာပြောခဲ့တဲ့အိမ်ဆိုလို့ရှိရင်လေအာသူတို့အိမ်အဝမှာဆိုလို့ရှိရင်သူတို့ကဘာမှပျက်စီးခြင်း မရှိခဲ့ပါဘူးရှင်အဲဒါပေမဲ့ကျမအိမ်ထဲကိုဝင်လိုက်တဲ့အခါမှာတော့တကယ်ကိုပဲနောက်ဖက်ပိုင်းမှာအာသူတို့ပြိုကျသွားတယ်အဲ့ဒီနေရာကိုသူတို့ပြင်ဆင်နေတာတွေ့ရတယ်အဲကျမသူတို့နဲ့ အအချင်းအနှဲငယ်ယူပြီးတော့စကားပြောဆိုခဲ့တာလေးတွေကိုကျွန်မ sharing လုပ်ပေးချင်ပါတယ်အဘယ်ယာလေးတွေကိုတို့အနေနဲ့ကျမတို့ကိုအကြံဉာဏ်ပေးတယ်လဲဆိုတဲ့အခါမှာအာတို့တကယ်မြေပြင်မှာဖြစ်နေတဲ့အရာတွေနဲ့အဲကျမတို့ online ပေါ်မှာဖြစ်နေတဲ့တချို့အရာတွေကမတူညီတဲ့အရာတွေရှိတယ်အဲတချို့ကကြတော့အလှူအလှူပစ္စည်းတွေကိုတို့အနေနဲ့ဘေးမသင့်ဘဲနဲ့လာရောက်ပြီးတော့အလှူခံတဲ့အရာတွေရှိတဲ့အခါမှာ အာသူတို့အနေနဲ့လေဒီအရာကိုအာပြန်လဲပြီးတော့အာကျမတို့လူတန်းတဲ့အဖွဲစည်းတွေအနေနဲ့ပြန်လဲသုံးသပ်ပြီးတော့တည်တည်ချာချာမြေပြင်မှာအာတကယ်ဘေးသင့်တဲ့နေရာတွေကိုရောက်ရှိဖို့အတွက်ကျမတို့ကိုအကြံဉာဏ်ပေးခဲ့တဲ့အရာတွေရှိပါတယ်ရှင်ကျမတို့အနေနဲ့ကျမတို့ရဲ့အာ WTC မှာတက်သွားခဲ့တဲ့အကိုဆိုင်ဆက်ဆက်အောင်ရဲ့အိမ်ကို မိသားအနေနဲ့လည်းအဲကျမတို့သွား ရောက်ခဲ့ပါတယ် တောက်တဲ့အခါမှာလည်းသူတို့ရဲ့တိုက်ဘေးမှာရှိနေတဲ့အိမ်တွေကိုကျမတို့မျက်မြင်ကိုယ်တွေ့ခဲ့ရပါတယ်သူတို့ရဲ့ဒီရှိနေတဲ့အရက်ကတော့အာမန္တလေးကျုံရဲ့အဲအနောက်ဘက်အရှိမျက်နှာချင်းဆိုင်မှာရှိနေတယ်အဲနောက်ဘက်ကတိုက်ခန်းနေဖြစ်ပါတယ်အဲ့ဒီနေရာမှာတော့တကယ်ကိုပဲသူတို့ရဲ့အိမ်ကတော့နှစ်ထပ်အိမ်ဖြစ်တယ်သူတို့ကတော့တကယ်ကိုပဲဖျားကျေးဇူးတော်နဲ့အဲလွတ်မြောက်သွားခဲ့တယ် အဲသူတို့ကိုယ်တိုင်တော့ငလင်လှုပ်တဲ့အချိန်မှာတကယ်ကိုပဲဟာဘာမှမသိခဲ့ဘူးဆိုတဲ့အရာကိုအဲကျမတို့ကိုတက်တည်ခံတဲ့အရာကိုတကယ်ကိုပဲကျမတို့ဖျားခင်ရဲ့ miracles တွေကိုအဲကျမတို့အဲတက်တည်ခံချက်တွေကိုကြားနာခဲ့ရပါတယ်အဲ့ဒီထဲမှာမှသူတို့ရဲ့နေရာကို ရောက်ရှိတဲ့အခါမှာလေအဲကျမတို့အာဒီဘေးတွေကိုကျမတို့ဝင်သွားတဲ့အခါမှာသူတို့ရဲ့ဘေးပတ်ချာလဲမှာတကယ်ကိုတိုက်အမြင့်နေဖြစ်တယ်အဲအ ਨੇ ဆုံး အ6လွာ9လွာအထိရှိတဲ့တိုက်အမြင့်တွေဖြစ်ပြီးတော့တကယ်ကိုပဲလူပေါင်းမြောင်များစွာနေထိုင်တဲ့တိုက်ခန်းတွေဖြစ်ပါတယ်။အဲ့ဒီသူတို့ဘေးမှာပတ်ချလဲဝိုင်းနေတဲ့တိုက်ခန်းတွေအကုန်လုံးကအင်ဂျင်နီယာတွေဝင်ရောက်ပြီးတော့စစ်ဆေးတဲ့အခါမှာ တကယ်ကိုပဲလူတွေနေလို့မရတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီတိုက်တယ်မှာဆိုလို့ရှင်အခုအချိန်မှာလူတွေမရှိတော့တာဖြစ်တယ်အဲသူတို့မိသားစုကိုလည်းအဲဒီစီပင်တရားကနေလာပြီးတော့သူတို့အိမ်ကနေလို့ရတော့လဲပဲဘေးကတိုက်တယ်ပြိုကျတဲ့အခါမှာသူတို့အိမ်ကိုထိခိုက်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲသူတို့မိသားစုကအခုဆိုလို့ရှင်မေမျိုးမှာတွားရောက်ပြီးတော့နေထိုင်ဖို့လို့အတွက်ပြင်ဆင်နေတာဖြစ်ပါတယ်အခုကျွန်မပြောတဲ့အချိန်မှာပင်လင်းသူတို့မိသားစုရွှေ့ပြောင်းနေပြီဖြစ်ပါတယ်အဲ့တော့ကျမတို့အနေနဲ့ အဲတကယ်မြေပြင်မှာငလင်ဘေးတင်သွားတဲ့သူတွေကိုကုညီလှူဒန်းမယ်ဆိုလို့ရှိရင်အဲကျမတို့အခုလိုမျိုး အာတိုက်ခန်းနေမြောင်များစွာမှာနေထိုင်တဲ့သူတွေဟာအိုးအိမ်တွေကိုပြန်လည်ပြီးတော့ဝယ်နိုင်တဲ့သူတွေရှိသလိုမဝယ်နိုင်တဲ့သူတွေလည်းရှိပါတယ်။အဲတချို့ကလည်းတိုက်လုံးပြိုကျသွားပြီးတော့အာချမ်းသာတဲ့သူတွေရှိသလိုတကယ်ကိုပဲအဲတသက်လုံးသူတို့ရှာဖွေစုဆောင်းပြီးတော့မှဒီအိုးအိမ်လေးတွေကိုသူတို့ရဲ့ဘဝမှာထူထောင်ထားတာတွေရှိပါတယ်။အဲ့ဒီလိုမျိုးမြေပြင်မှာတကယ်ကိုဆုံးရှုံးသွားတယ်၊လုပ်ငန်းတွေဆုံးရှုံးသွားတယ်၊အိုးအိမ်တွေဆုံးရှုံးသွားတဲ့သူတွေအတွက်ကိုအာကျမတို့အနေနဲ့အာကျမတို့ထင်းမြေပြင်မှာ ာရှာဖွေတွေ့ရှိခဲ့တဲ့အရာတို့တွေနဲ့တကယ်ကိုစကားပြောခဲ့တဲ့အရာတွေမှာအာကျမတို့ပြန်လဲပြီးတော့သုံးသက်တဲ့အခါမှာကျမတို့မန္တလေးမြို့ခံမှာရှိနေတဲ့အဲဒီအာရက်ွက်တွေမြို့နယ်တွေကိုအာတကယ်ကိုကျွမ်းကျင်တဲ့အဲအုတ်ချုပ်ရည်မှုကျမတို့နဲ့ပူးပေါင်းပါဝင်ပြီးတော့လှုပ်ဆောင်ပေးမဲ့အုတ်ချုပ်ရည်မှုတွေလိုအပ်တယ်လို့အဲကျမတို့ team နဲ့အတူမန္တလေးနယ်ခံတယောက်လိုအပ်ပါတယ်အဲကျမတို့အတူတကွဒီမှာအာ တေချာနေထိုင်ပြီးတော့ကျမတို့အဲ့ဒီစရင်တွေကိုရရှိဖို့လို့အတွက်လိုအပ်တယ်လို့ကျမတို့ပြန်လဲထူထောင်ရေးကာလမှာဘလို့လူမျိုးတွေကိုကျမတို့ပြန်လဲပြီးတော့အကူအညီပေးမယ်ဆိုတဲ့အရာတွေဘလို့လုပ်ငန်းမျိုးတွေကိုပြန်လဲပြီးတော့ထူထောင်ပေးမယ်ဆိုတဲ့အရာတွေကိုလည်းအဲကျမတို့မေးမြန်းခဲ့ရတဲ့အရာတွေရှိပါတယ်ဥပမာကိုဆိုင်းစသက်အောင်ရဲ့ဖခင်ဆိုလို့ရှိရင် အမှုတော်ဆောင်လုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတယ်လို့ကျွန်တော်တို့သိရှိရတယ်အဲဆိုရင် तू သူနဲ့ပါဝင်ပြီးတော့ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင်လည်းနေခံဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲကျွန်မအနေနဲ့အဲ့ဒီအရာလေးကိုအကြံပြုပါတယ်နောက်တစ်ချက်ကတော့ကျွန်မဝင်ရောက်ပြီးတော့အာဒီ ကိုရံတော်ရက်ကွက်ပါအမရဘူရမှာရှိနေတယ်အဲ့ဒီအိမ်မှာကျွန်မဝင်ရောက်ပြီးတော့မင်းမြတ်တဲ့အခါမှာစစောရုံးကကျွန်မပြောကြားခဲ့တဲ့ဒီအစ္စလမ်ဘာသာဝင်အန်တီနှစ်ယောက်ဆိုလို့ရှိရင်အသူတို့အနေနဲ့ဘာတွေအကြံပေးသလဲဆိုတော့အာဒီရွာတွေကနေပြီးတော့ရွာလိုက်အိမ်30အိမ်ခြေ30အဲသူတို့မှာရှိနေတဲ့တရွာလုံးပြုတ်သွားတဲ့အဲနေမြေတွေရှိပါတယ်အဲ့ဒီနေရာတွေကတကယ့်ကိုပဲအဲအိုးအိမ်တွေလိုအပ်တယ်သူတို့ပြန်လဲထူထောင်ဖို့လို့အတွက်လိုအပ်နေတဲ့နေရာတွေကို အာကျမတို့ Amazon Life Foundation အနေနဲ့တကယ်ကိုပဲထိတိယောက်နဲ့တွားရောက်ပြီးတော့ကူညီပေးဖို့အတွက်သူတို့ကိုစားပြုပြီးတော့ကျမကိုတကယ်ပဲတောင်းဆိုခဲ့တဲ့အရာတွေရှိပါတယ်အဲ့အတွက်ကြောင့်မို့လို့ကျမကအာအဲ့ဒီအိမ်မှာရှိနေ Andy ရဲ့အာအမျိုးသားနဲ့သူရဲ့ဖုန်းနံပါတ်ကိုကျမယူခဲ့ပါတယ်နောက်ပြီးတော့ကျမရဲ့နာမည်နဲ့ဖုန်းနံပါတ်ကိုလည်းကျမအာအာပေးထားခဲ့ပြီးတော့ကျမအနေနဲ့ကျမတို့ဒီ Imagine Life Foundation ကိုအာ ိုစားပြုပြီးတော့လာရောက်တဲ့အသင်းတော်မှာအဖွဲ့အစည်းဖြစ်တဲ့အဲနောက်ပြီးတော့ကျမတို့ကအခုလိုမျိုး emergency လိုအပ်နေတဲ့အရာတွေကိုလှူဒန်းပေးတာဖြစ်တယ်လို့ကျမတို့ long term အနေနဲ့ကျမတို့ဒီမန္တလေးတိုင်းမှာပြပြစ်စည်းသွားတဲ့အရာတွေအဲ့ဒီ victim ဖြစ်သွားတဲ့သူတွေကိုကျမတို့ဘလို့မျိုးအကူအညီပေးရမလဲဆိုတဲ့အရာကိုမြေပြင်အနေအထားမှာရှိတဲ့စည်ရင်းစရာအတိအကျကိုကျမတို့အနေနဲ့သိချင်တာဖြစ်တဲ့အတွက်ကြောင့်ဖို့လို့အာဒီ anti နဲ့ အဲအဲ့ဒီ anchor ကနေပြီးတော့ကျမတို့ကိုအကူညီပေးဖို့လို့အတွက်ကိုအာကျမအနေနဲ့အမ်ဖုန်းနံပါတ်တွေပေးခဲ့သလိုအာကျမအဆရာဒေးဗစ်လာရဲ့အာနာမည်ကိုလည်းကျမအာ introduce လုပ်ခဲ့ပါတယ်မိတ်ဆက်ပေးခဲ့ပါတယ်ဆရာဒေးဗစ်လာမှဥဆောင်ပြီးတော့လှုပ်ဆောင်ပေးနေတယ်ဆိုတဲ့အရာကိုလည်းအဲကျမအနေနဲ့အဲတေးသေးချာချာမိတ်ဆက်ပေးခဲ့သလိုကျမဒီနေ့မနေ့မှလည်း feedback နေနဲ့သူတို့အိမ်ကိုတယ်လီဖုန်းခေါ်တဲ့အခါမှာအာဒီ ဒီ anti ရဲ့အမျိုးသားဥက္ကမောင်တင်ဟာအာဒီရက်ကွက်မှာအုပ်ချုပ်နေတဲ့အုပ်ချုပ်ရေးမှုလည်းဖြစ်တယ်လို့အာသူတို့မြေပြင်မှာရှိနေတဲ့တကယ်ထိကြိုက်သွားတဲ့အိုးအိမ်တွေနဲ့အာသူတို့တေချာချာအာထပ်မံပြီးတော့ဆင်းရဲပြုတ်လုပ်ပြီးတော့အာကျမတို့ပြန်လဲဆက်သွယ်ပြီးသူတို့အာကျမတို့ update လုပ်ပေးမယ်ဆိုတဲ့အရာကိုလည်းကျမကြားသိခဲ့ရပါတယ်ရှင်။အဲ့အတွက်ကြောင့်မို့လို့ဟာကျမဒီနေရာနေပြီးတော့ပြောချလိုတဲ့အရာကတော့အာ ကျွန်တော်တို့ imagine life အနေနဲ့ရေရှည်လောက်ခိုင်မဲ့အရာများကိုဒီမန္တလေးမြို့နယ်မှာရှိနေတဲ့အာသူတို့ရဲ့ရက်ွက်အုပ်ချုပ်ရေးမှုတွေနဲ့မန္တလေးနယ်ခံဖြစ်တဲ့ဥမာအသင်းတော်ကိုအာကိုစားပြုတဲ့နယ်ခံဖြစ်တဲ့သူနဲ့ကျွန်တော်တို့ရန်ကုန်မှာရှိနေတဲ့အာ volunteer team နဲ့ပူးပေါင်းပြီးတော့အာရေရှည်အာ statistic တွေယူပြီးတော့အာကုညီမှသာလင်တကယ်ကိုအဲ့ဒီလူတွေရဲ့ အဘဝတွေကိုကျမတို့ပြန်လည်ပြီးတော့ကဲတင်နိုင်မှာဖြစ်တယ်ဆိုတာကိုဒီနေရာကနေပြီးတော့ Imagine Life Foundation ကိုကိုစားပြုတဲ့ volunteer team အနေနဲ့အဲကျမတင်ပြလိုပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျမတို့ဒီနယ်မြေဒေသတွေကိုတွားရောက်ပြီးတော့ကျမတို့ team အနေနဲ့လှူဒန်းတဲ့အခါမှာအာဒီနယ်မြေမှာရှိနေတဲ့အလှူကျမတို့လှူဒန်းတဲ့ပစ္စည်းများကိုရရှိရမိသားစုဝင်များကိုကျမတို့မေးမြန်းတဲ့အခါမှာအာသူတို့တကယ်ကိုပဲဝမ်းမြောက်တယ် အဲသူတို့ရဲ့လက်ထဲကိုကျမတို့လှူဒန်းတဲ့ပစ္စည်းတွေအားသူတို့တကယ်အခုချိန်မှာလိုအပ်နေတဲ့အဲပစ္စည်းတွေဖြစ်တယ်တကယ်ကိုပဲအဲသူတို့ငလင်ဘေးတင့်သွားတဲ့သူတွေရဲ့လက်ထဲကိုဟာရောက်ရှိတယ်အထူးပဲဝမ်းသာတယ်ဆိုတဲ့အကြောင်းကိုလည်းအဲကျမတို့အထင်းမှာအရှိနေတဲ့သူတွေကိုအရောက်စီတိုင်းကို ပြန်လည်ပြီးတော့သူတို့ရဲ့ခန်းစားရတဲ့ခန်းစားချက်ကလေးတွေကိုကျမတို့ပြန်လည်ဝေခန့်ထားတယ်လို့လည်းအဲကျမတို့တွေးရှိခဲ့ရတယ်အဲနောက်တစ်ချက်ကတော့အာကျမတို့အာ team အနေနဲ့ဟာ ရန်ကုန်ကိုရန်ကုန်ကနေပြီးတော့မန္တလေးကိုလာဖို့အဲဆုံးဖြတ်တဲ့အခါမှာအာကျမတို့အာကကိုစိတ်နဲ့ကိုလာရတာဖြစ်တယ်အဲအဲ့ဒီအခါမှာအာကျမတို့ကလည်းဒီနေရာကိုလာတဲ့အခါမှာဒါဟာ long term ကုညီရမှာလား short term ကုညီရမှာလားဆိုတာကျမတို့ကိုယ်တိုင်လည်းတကယ်ကိုမသိပါဘူးအဲတိုးတော်လည်းကျမတို့ရဲ့နှလုံးသားတွေကိုပြင်ဆင်ပြီးတော့အာကျမတို့ဖျားသခင်ကိုပဲအားကိုးပြီးတော့လာခဲ့တဲ့အခါမှာအာကျမတို့ရဲ့အာရောက်ရှိလာတဲ့အခါမှာဒီမှာရှိနေတဲ့မန္တလေးဒေသခံ အဲဆရာရဲ့တပည့်ရင်းဖြစ်တဲ့အာညီမတယောက်ရဲ့အိမ်မှာကျမတို့ကိုဘုရားသခင်ကတကယ်ကိုလိုလီသေးမရှိအာပြင်ဆင်ပေးခဲ့တဲ့အတွက်ကြောင့်မို့လို့လဲကျမဒီညနေပြီးတော့အာဘုရားသခင်ကိုကျေးဇူးတင်နေဆိုတဲ့အကြောင်းလေးကိုကျမရဲ့အဲဘုရားဘုန်းထင်ရှားဖို့လို့အတွက်ကျမအဲ့ဒီတသက်ခံချက်ကလေးကိုလည်းကျမပြောပြချင်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့အာကျမတို့အာရေရှိအာ ministry ဒီငလင်ဘေးတန်တဲ့ ministry တစ်ခုအနေနဲ့ကျမတို့ အဖွဲ့အစည်းကနေပြီးတော့ပေါ်ပေါက်လာဖို့လို့အတွက်ရေရှည်မှာကုညီမဲ့အရာများအရှိမှာအာဖြစ်လာမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ရန်ကုန်မှာရှိတဲ့ညီကိုမောင်နှမတွေအဲဆရာဒေးဗစ်လာရဲ့ Ministry နဲ့အတူပူးပေါင်းပါဝင်နေတဲ့ညီကိုမောင်နှမတွေကိုလည်းကျမအနေနဲ့ဒီညားနေပြီးတော့အာတိုက်တွန်းပြီးတော့ပြောကြားလိုပါတယ်အဲဒီမှာလာရောက်ပြီးတော့အာရေရှည်နေနိုင်သည်ဖြစ်စေအာ short term နေနိုင်သည်ဖြစ်စေအဲကျမတို့ဒီအဖွဲ့အစည်းနဲ့ အဲပူပေါင်းပါဝင်ကူညီပြီးတော့အာဖရာသခင်ရဲ့ချစ်ချင်းမြတ်တာနဲ့အဲဒီ ministry မှာအတူတကွာကျမတို့ရဲ့နိုင်ငံသူနိုင်ငံသားတွေကိုပြန်လည်ပြီးတော့ဖရာမြတ်တာဝေငှရင်းနဲ့သူတို့လိုအပ်တဲ့အရာတွေကိုကူညီပေးဆောင်ရင်းနဲ့ကျမတို့အတူတကွာလှုပ်ဆောင်ဖို့လို့အတွက်လည်းကျမအနေနဲ့ဖိတ်ခေါ်ပါရရှင်